ားလုံးပဲမင်္ဂလာပါရှင် MCL Dots New Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အခုနောက်ပိုင်းတက်လာတဲ့စေကျော်သက်မျက်နှာသက်တရုတ်ဆောင်နေတဲ့ပြိတ္တအပင်မှုရလာတဲ့တရုတ်ဆောင်ကတော့တစင်သူမြင့်ပါတစင်သူမြင့်ကိုတော့2018ခုနှစ်အတွက်အကယ်ဒမီထူးချွန်စုပေးပွဲမှာရွှေကြုံမဲတရားဖြစ်ပြိတ္တတွေကသိရှိခဲ့တာပါတရုတ်ဆောင်တစင်သူမြင့်ကဟာတာတရုတ်ဆောင်ခင်လာရဲ့သမီးဖြစ်လို့လဲအမှုပညာလောကနဲ့မဆိုင်တဲ့သူပါ အခုလေသစဉ်ထူမြင်ကရုပ်တံဇက်လန်တွဲရတဲ့ပါဝင်တရဆောင်ရင်ပြိတ္တရဲ့အထိုင်လက်ရောက်အပိမှုကိုရရှိထားသူလည်းဖြစ်ပါတယ်။ဆောင်စည်းကွင်းလိုအမည်ရတဲ့ရုပ်တံဇက်လန်တွဲမှာတရုတ်ဆောင်ဤချောပွေရဲ့ညီမလေးဖြစ်ဇက်လန်တွဲမှာပထမအောင်ဆောင်တရုတ်ဆောင်ရင်အမှုပညာလောကရဲ့ဝင်ရောက်လာသူပါ။အဲဒီနောက်ပိုင်းကစလို့ဇက်လန်တွဲရတဲ့တော်တော်များများပါဝင်တရုတ်ဆောင်ထားပါတယ်။ ရိုမန့်စ်လို့လည်းမဟုတ်ဘူးဇက်ကိုကနည်းနည်းကြမ်းနေဇက်ကားရိတ်တုံကတော့အရန်ကိုရှက်ရပါတယ်ရိုက်နေရင်လည်းအရန်ကြောက်လာတယ်ကြောက်တဲ့စိတ်ဝင်သွားတယ်နောက်နေရိုက်ကွင်းမှာဖေဖေကြီးနာကရမာတောင်ကြောက်နေတာကိုစက်ဝင်ခန်းလေးကကြမ်းလို့မိဘတွေနဲ့အတူကြည့်ရမှာရှက်တယ်လို့လည်းသစင်ထုံမြင့်ကပွင့်ပွင့်လင်းလင်းပဲပြိတက်ကိုရှင်ဖွင့်ထားပါတယ်အဲဒီရုပ်တံဇက်လန်တွဲထဲမှာသစင်ထုံမြင့်ကရှိုးသားပြီးနှုံအားတဲ့မင်းကလေးတယောက်ဖြစ်ပါဝင်တယောက်ဆောင်ထားရလို့လည်းဆိုထားပါတယ် ဇက်ကောင်လေးနဲ့နမဲတိုင်းပါဝင်တဲ့ဇက်ကောင်လေးကရှင်ဖွင့်ပြခြင်းပေမဲ့ပြလို့မရတဲ့အဖြစ်တွေကိုဖော်ကျူးထားရလို့လည်းသစဉ်သူမြင့်ကဇက်ကောင်နဲ့ပတ်သက်တဲ့ဇက်ဝင်ကန့်ချုပ်ကိုဖွင့်ရထားပါသေးတယ်။ဘဝရဲ့လောကဓာတ်နေကြတဲ့မှာကြောင်တွေ့လာတဲ့ခက်ခဲတွေကိုပြောပြဖို့အတွက်ဘာမှမရှိတဲ့အခါရှက်တဲ့စိတ်တစ်ခုနဲ့ဆက်ပြီးမှားသွားကြတဲ့အဖြစ်မျိုးတွေကိုလည်းသင်ခန်းစာယူနိုင်အောင်လို့ရိုက်ပြထားရလို့လည်းတင်းဆောင်သစဉ်သူမြင့်ကဆိုပါတယ်။ဒဇင်သူမြင့်ကအမှုပညာနဲ့ပတ်သက်လို့ရုပ်တံစီးတွေထွက်ဖို့ရှိပြီးနောက်ထပ်စီးတွေလည်းရိုက်ဖို့ရှိသလို လက်ရှိမှာတော့ကြော်ညာရိုက်ဖြစ်နေရလို့လဲဆိုပါတယ်။သမီးငယ်ဖြစ်တဲ့သစဉ်ထူးမြင့်ကိုအမှုပညာလောကမှာအပင်မဲမခံနိုင်မှနဲ့အောင်မြင်ခြင်း၊ကြွရှုံခြင်းဆိုတဲ့လောကဏ္ဍတွေမခံနိုင်မှစိတ်ပူရလို့လဲဟာတာတယောက်ဆောင်ခင်လိုင်ကလည်းသမီးဖြစ်သူနဲ့ပတ်သက်တဲ့သူ့ရဲ့ခံစားချက်ကိုပြောပြထားပါသေးတယ်။မြမရဲ့ချစ်ရည်ကတော့ဒီအတိုင်းပါပဲတေချာမစင်စားခြင်းသေးပါဘူးမြမမကအကိုနှစ်ယောက်လည်းရှိတယ်အဖေရဲ့အကိုရဲ့နှစ်ယောက်ဆိုတော့ယောက်ျားလေးတွေရဲ့စိတ်ကောင်းနေနေတည်နေရဆိုတော့အသေးအသေးချာချာရွေးဖြစ်နေတာပါ သူတို့တွေဈာထဲမှာနေလာတော့သူတို့ကိုကြည့်ပြီးစိတ်ကုံသွားတာတွေရှိတယ်မထားခြင်းဘူးစိတ်ညစ်ရမှာတွေတွေးပြီးမထားသေးရလို့လဲဒစင်ထွန်းမြင့်ကသူများရဲ့လက်တလောအခြေအနေနဲ့ပတ်သက်ပြီးပြိတက်ကိုရှင်းဖွင့်ထားပါသေးတယ်ရှင်နားဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ပြိတက်များအားလုံးလည်းရှင်မြန်ရှင်လက်ချက်မြစ်ကြပါစေရှင်